မရဒေါ်နယ်ထရန့်ကတတိယကမ္ဘာနိုင်ငံများအားလုံးမှရွှေပြောင်းခြေချမှုများကိုအပြီးအပိုင်ရပ်ဆိုင်းမယ်လို့ကြေညာလိုက်ပါတယ်။ဒီမူဝါဒတင်းကျပ်မှုဟာအမျိုးသားစောင့်တပ်ဖွဲ့ဝင်နှစ်ဦးတနက်ပြစ်ခံရပြီးနောက်ဖက်ပေါ်လာတာပါ။တန်တရားရှိသူဟာအာဖဂန်နစ္စတန်မှရွှေပြောင်းလာပြီးခိုလုံခွင့်ရရှိခဲ့သူဖြစ်ပါတယ်။လရှိမှာအာနာပိုင်တွေကအာဖဂန်နိုင်ငံသားတွေအတွက်ဗီဇာထုတ်ပေးမှုနဲ့လူဝင်မှုကြီးကြပ်ရေးတောင်းဆိုမှုတွေကိုဆိုင်းညံ့ထားပါတယ်။ ကြည့်အချင်းဘိုင်နီအစိုးရလက်ထက်ကခွင့်ပြုခဲ့တဲ့ခိုလုံခွင့်အားလုံးနဲ့စိုးရင်ရတဲ့နိုင်ငံများမှနိုင်ငံသားတွေရဲ့အစိမ်းရောင်ကတ်တွေပေါ်ပါတင်းကျပ်စွာပြန်လဲစစ်ဆေးမယ်လို့ကြေညာခဲ့ပါတယ်သမရာထရန့်ကရွှေပြောင်းသူတွေဟာနိုင်ငံမှာလူမှုရေးတက်တနာတွေဖြစ်စေတယ်လို့ဆွဆွဲပြီးနိုင်ငံရဲ့လုံခြုံရေးအတွက်ဝင်ရောက်သူတွေကိုအပြည့်အဝခင်းချုပ်ဖို့လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ယခင်ကလည်းဥပဒေရေးရာစိန်ခေါ်မှုတွေရှိခဲ့ပူရာကြောင့်ဒီမူဝါဒအသစ်တွေရဲ့အကျိုးဆက်ကိုစောင့်ကြည့်ရအောင်မှဖြစ်ပါတယ်။ နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်